ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီခေါ်တာ channel လေးကနေစေဝင်စားပွဲထူကြဆန်းခြင်းကမ္မရောက်ဖြစ်ရမန်ဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးဖို့ချိန်ခေါ်ကြောက်ရွံ့လို့လာခဲ့ပြန်ပါပြီ။ဒီကနေ့ဖတ်ပြတင်ဆက်ပေးမှာကတော့အိမ်မက်ထဲကအဖိုးကြီးပေးတဲ့ဒနသိတိဝင်ကြေးကမဝါလက်ဖွဲ့ကျိုးကိုရပြီးတော့ဖေရတိုင်းအမြဲတမ်းနိုင်နေသောစစ်သားတယောက်ဤ ဖြစ်ရစမ်းလို့မြည်ရတဲ့စေဝန်သားပွဲထူးခြားဆန်းကျဲကမ္မရပြည့်ရမန်ဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်လို့နားစင်ခံစားအားပေးကြပါအောင်ခင်ဗျာအိမ်မက်ထဲကအဖိုးကြီးပြီးတော့ကြီးကမဝါလက်ဖွဲ့ကျိုးဆိုင်တို့ကျွန်ုပ်ကငယ်စဉ်ခါကလေးကစပြီးယခုချိန်ထိအိမ်မက်များကို မကြခဏမြင်မှတ်တတ်တယ်အထူးသဖြင့် ငယ်စဉ်ကလေးဘဝကမြင်မှတ်ခဲ့ပြီးတော့အိမ်မက်တချို့မှာရွှေတဲငွေတဲပစ္စည်းများကို မကြခဏရရှိတဲ့ခြင်းများလေးပါဝင်ပါတယ်ထို့ကဲ့သို့ရရှိတဲ့အခါမျိုးမှာကျွန်ုပ်ကအိမ်မက်မန်နေဂျင်းဖြစ်ကြောင်းကိုလည်းအလုံးလုံးနေရင်းနဲ့စိတ်ထဲကသိနေပြန်သေးတယ်အဲ့ဒီအခါမျိုးမှာအိမ်မက်ကလန့်လို့လာတဲ့အခါမှာယခုရရှိထားသောယတနာပစ္စည်းတို့ကိုပျောက်ပြတ်မသွားစေရန်အတွက်လက်ထဲမှာအသေးလေးစုပ်ကိုင်ထားပါတယ် တော်တော်လေးအိမ်မက်ကနိုးလာတဲ့ခါမှာတော့ကြည်ကြည်ပေါင်းဆုံခိုင်းထားတဲ့လက်များကိုသာတွေ့ရပြီးလက်ထဲမှာတော့ဘာယတနာပစ္စည်းမှကြံရှိမနေကြောင်း တွေ့မြင်ရပါတယ်။ထို့ကဲ့သို့သောအိမ်မက်မျိုးကို ကျွန်ုပ်ကမကြခဏမြင်မှတ်ခဲ့ပူပါတယ်။မြင်မှတ်ခဲ့မိတိုင်းလေးလက်ထဲမှာအသေးလေးဆုံခိုင်းထားမိမြဲဖြစ်တယ်။နောက်ဆုံးမှာတော့ဘာမှပြစရာမကြံရှိခဲ့ပါ။ဆိုလိုချင်တာကတော့အိမ်မက်နဲ့လက်တွေကတခြားစီဖြစ်ခဲ့ရတယ်။ ထတ်တူထက်မြဆိုလို့တခါမှမဖြစ်ခဲ့ဘူးသေးပါတော်တော်လေးကျွန်တော်ယခုရေးသားတင်ပြမဲ့အိမ်မက်ကတော့အဲ့ဒီလိုမဟုတ်အိမ်မက်ထဲကတိုင်းလက်တွေမှာတထက်ထဲဖြစ်ခဲ့ရပါတယ်ဘဝတစ်လျှောက်လုံးအိမ်မက်နဲ့လက်တွေထတ်တူဖြစ်ခဲ့ရဘူးဒီမှာဒီဒီကျင်းသာဖြစ်ပါတယ်တကျင်းသာမြင်မှတ်ခွင့်ရရှိပြီးရရှိလာခဲ့တော့အဲ့ဒီပစ္စည်းအပေါ်ကိုလေကျွန်တော်ရဲ့မိုင်မဲမှုကြောင့်ဘဝတစ်လျှောက်လုံးယူယူမရနိုင်တော့ နောင်တော်တရားများကြီးမားစွာနဲ့ယနေ့ထိတိုင်ခံစားနေရဆဲဖြစ်ပါတယ်။အဲ့ဒီအကြောင်းများကိုတင်ပြရမယ်ဆိုရင်တော့1980ခုနှစ်ကဖြစ်ပါတယ်။ကျွန်တော်တို့တက်ရင်တရင်လုံးခလာရ28လိုင်းပွဲမြို့မှာရိတ်ခါထုတ်ယူပြီးတဲ့အခါမှာတော့လိုင်းပွဲမြို့ရဲ့မြောက်ဘက်ချမ်းမှာရှိသောကွမ်ဘီပိနေတော်ရွာဘက်ကြီးကိုချစ်တက်ခဲ့ကြပါတယ်။ပိနေတော်ရွာကိုနေကင်းကြောင်တော်ကြီးရောက်ရှိခဲ့ပြီးရွာကိုရောက်တာနဲ့ပတ်လည်ခံစစ်စင်ကော ြည်ချင်းကိုစီတူကြရပါတယ်။ထိုစဉ်ခါကအဆိုပါဒေတာတချို့မှာ KNU အဖွဲ့များနဲ့မကြာခဏဆိုသလိုကီမာပြင်းထန်သောတိုက်ပွဲကြီးများကို ရင်ဆိုင်တိုက်ခတ်ရလေရှိပါတယ်။ကျွန်တော်တို့စစ်ကြောင်းများအနေနဲ့လည်းမြည်တီနေရာမှာမြည်တီအချိန်မျိုးမှာပဲရောက်ရောက်ရောက်တာနဲ့နိနေညညနေဘူးမိုးရွာမရှောင်းပြည်ချင်းကိုစီတူကြရသည်သာဖြစ်ပါတယ်။ပြည်ချင်းတူပြီးတဲ့အခါမှာတော့ကျွန်တော်ကမောမောနဲ့ လုံမရှိတဲ့နေရင်တလုံးရဲ့အောက်ထံပေါင်းချိန်ပြက်လက်ပြက်ပလက်လန်ပြီးအမောဖြေလိုက်ပါတယ်လူနေအင်းရဲ့အောက်ထံပေါင်းမြေပြင်နဲ့လေးပြင်နီးပါးခန့်မြင်ပါတယ်လူတစ်ယောက်ကမြေကြီးပေါ်မှာရက်ပြီးလာကြည့်ပါကရင်ဘက်နေရာလောက်ကိုတော့မြင်တွေ့ရမယ်အနေထားဖြစ်ပါတယ်အဲ့ဒီဘက်ကိုကျွန်တော်တို့ရောက်ရှိလာတဲ့အချိန်မှာလေသမားများစပားရိတ်သိမ်းနေခြင်းဖြစ်ပါတယ်လေသမားအများစုမှာလေထဲကိုညံ့ညံ့နေသွားပြီးအလုတ်လုတ်ကြခြင်းဖြစ်တာကြောင့် ရွာထဲမှာလူမရှိသလောက်ဖြစ်နေပါတယ်။ကျွန်ုပ်အိတ်နေတဲ့နေအိမ်ရဲ့ပေပယ်လေးအိမ်များမှာ လူများရှိမနေကြပါ။ကျွန်ုပ်ကဖျားချမ်းတစ်ချက်ပေါ်မှာတစ်သားကောင်းလေးကိုအုပ်ပြီးတော့အမောဖြစ်နေတဲ့မှာလေးလေးကလည်းတဖြူဖြူတိုက်ခတ်နေတာကြောင့်ဇေယျမင်းစီစဉ်တဲ့မြောက်ခံစားရင် မကြခင်မှာအိပ်ပျော်သွားကြရပါတယ်။အိပ်ပျော်သွားတယ်လို့သာပြောလိုက်ရတော့လေအမှန်စစ်စစ်အိပ်ပျော်တယ်လို့မပြောတယ်လို့ တဝေဇဝအနေထားမျိုးလို့ပြောမယ်ဆိုရင် ပို့ပြီးတော့မှန်နေမလားမဆိုနိုင်ပါဘူးသူကဲ့သို့အိမ်မပြောတဲ့ပြောဖြစ်နေခြင်းကျွန်ုပ်ရဲ့ညဘက်ကောင်းရင်ပိုင်းလောက်ပါဝိပုစင်ခြင်းနဲ့ဘိုးတော်တစ်ပါးရောက်ရှိလာကြောင်းယုတ်တိရဲ့မြင်တွေ့လဲရပါတယ်ဥကောင်းကိုလည်းပိတ်ပြုစနဲ့ပုံထားခြင်းဖြစ်ပြီးယောဂီတစ်ပတ်ချုံတယ်မှာလဲအဖြူရောင်ပဲဖြစ်ပါတယ်အဖြူရောင်လို့ဆိုတော့လဲဆွတ်ဆွတ်ဖြူနေခြင်းမျိုးမဟုတ်ပါရခင်အခါတုန်းက ပေါ်ပလင်ဖြူရောင်ပိတ်စားဖို့ကိုအမဲရောင်မဲနဲ့ခက်ပြော့ပြော့နဲ့စိုးထားတဲ့ကဲ့သို့ဖြစ်နေပါတယ်ခြုံငုံပြီးကြည့်လိုက်မယ်ဆိုရင်တော့အပြာရောင်အနေငယ်မြတန်းထားသောပေါ်လွင်ထီချောင်းတန်ရှင်းတက်ရလာတဲ့ဝိပုစင်ကြီးပဲဖြစ်ပါတယ်အဲ့ဒီဘိုးတော်ရဲ့အသားရင်မှာကြည်လင်ဝင်းပါနေပြီးအသက်60လောက်ရှိမယ်လို့ခံမှန်ရပါတယ်မျက်ခုံးမွေးမှလည်းပေါ်လွင်ထင်ရှားလာပါတယ်ကျွန်တော်ကဘိုးဘောင်ကိုမမြင်ဘူးပါတော်တော် ယခုကျွန်ုပ်ရဲ့အနာကိုရောက်နေသူမောင်ဘိုးဘိုးအောင်ဖြစ်နေမလားဆိုပြီးယနေ့ထက်တိုင်းယုံကြည်ခြင်းစိတ်များဖြစ်ပေါ်လျက်ရှိနေသေးပါကျွန်ုပ်ကအိတ်နေရင်းကညာဘက်ကိုအနေငယ်များဆောင်းပြီးကြည့်လိုက်အောင်သူ့ရဲ့ဒုစရိုက်ထိမြင်တွေ့ရပါတယ်။ဒါမှန်အပြင်ယင်ဘက်အဆင့်လောက်ကိုတော့မြင်တွေ့ရမှာဖြစ်အောင်အဆိုပါဘိုးတော်မောင်လေးပေါ်မှာရက်နေကြောင်ထင်ရှားနေပါတယ်။လေမင်းမှာတော့ဇီးပူသည်အလက်စားရွေးများရှိသောမဲနဲ့နေတဲ့ ပရိဒဂုံကိုဆွဲထားပါတယ်သူရဲ့ညာဘက်လက်ထက်မှာတောင်ဝေးတစ်ချောင်းကိုကင်ထားပြီးဘေးဘက်လက်မှာအရှိအအဖြင့်နှစ်တောင်ကျော်ကျော်လောက်ရှိမဲ့လက်ဖွဲ့ကျိုးနှစ်ချောင်းကိုမြှောက်ပြီးတော့ကင်ထားပါတယ်ကျွန်ုပ်ကထားထိုင်ပြီးဘိုးတော်ကိုကျိုးစိုးနေရပေးရကောင်းမှန်းစကားဦးကျိုးစိုးပြီးပြောဆိုရကောင်းမှန်းတိပင်းတိတော်လဲဘာတစ်ခုမှမလုပ်ဖြစ်ဘဲနဲ့ကြောင်တောင်တောင်အာတတာနဲ့အာတတဲ့ရှိနေတဲ့မှာဘိုးတော်ကသူ့ရဲ့လက်ဖွဲ့ကျိုးနှစ်ချောင်းကိုမြှောက်ပြီးကင်ထားရမှာ ကဲရော့သားတော်ကြီးဟောဒီလက်ခွဲကျိုးကိုစောင်းထားဟဲ့အဲ့လိုပြောပြီးကျွန်ုပ်ကိုလှမ်းပေးပါရင်ကျွန်ုပ်ကထားထိုင်ပြီးလက်ခံရယူရမယ်ဆိုရခင်ကားကဲ့သို့ပဲအာအသင်းစွာနဲ့ဆက်ပြီးတော့ကြည်နေမိပြန်ပါရင်ကျွန်ုပ်ရဲ့ခန္ဓာကိုယ်ကဘလူစီတာတကယ်တို့ပြောဆိုလှုပ်ရှားလို့မရခြင်းမဟုတ်ပါဘာလို့လို့ဘာကံမှမသိနိုင်အောင်တန်တော်ဖြစ်နေရခြင်းသာဖြစ်ပါရင်တူကဲ့သို့ရှိနေစဉ်ဘိုးတော်ကလက်ဖွဲ့ကျိုးနှချောင်းကိုကျွန်ုပ်ရဲ့ကောင်းရင်မှာ ချပစ်လိုက်ပါတယ်။ထို့ကဲ့သို့ချပစ်တာနဲ့ဘိုးတော်မှလည်းယုဒိရဲ့ပျောက်ကွယ်သွားခဲ့ပြီးကျွန်တော်မှလည်းလန့်နိုးလာက ချက်ချင်းပဲထထိုင်လိုက်မိပါတော့တယ်။ဘိဗဝဉ္ဇဉ်ကိုလက်ပတ်ကြည့်မိတဲ့အခါမြည်သူတူတူတယောက်ကိုမှမတွေ့ရပါ။ကောင်းရင်ကငုံကြည့်မိတဲ့အခါမှာတော့ဘိုးတော်ချထားပေးခဲ့သောနေရာမှာ အိမ်မက်ထက်ကတွေ့ကြရတဲ့အချိန်လက်ဖွဲ့ကျိုးနှစ်ချောင်းက ခွေခွေလေးရောက်ရှိလာနေပါတယ်။ထူးခြားအံ့ဩပွေရာကောင်းလာတယ်။ဒါကအိမ်မလားတကယ်လား ဝေခွဲရန်တော့ခက်ခဲလာပါတယ်အိမ်မက်ကတော့အိမ်မက်ပါပဲဒါပေမဲ့အိမ်မက်နဲ့လက်တွေကတထထဲကြလို့နေပါတယ်သူများကိုသွားပြီးပြောပြဖို့ဆိုရင်တော့အတော်လေးကိုစဉ်းစားရမယ့်အနေအထားဖြစ်နေပါတယ်ပြောမယုံကြုံဘူးမှသိဆိုတာဒါမျိုးပဲဖြစ်ပါလိမ့်မယ်လက်ဖွဲ့ကြိုးကိုကန်ပြီးကြည့်မိတဲ့အခါမှာတော့ကြိုးတစ်ချောင်းထဲမှာလက်ဖွဲ့လေးတစ်ခုချင်းစီထည့်ပြီးတီကုံထားသောလက်ဖွဲ့ကြိုးကတစ်ချောင်းနောက်ထပ်တစ်ချောင်းမှာ ထိုကဲ့သို့မဟုတ်ဖိနေကျိုးနှချောင်းကိုပူထားပြီးပထမအထုံးကလေးထုံလိုက်တယ်ပြီးတော့လက်ဖွဲ့လေးနှစ်ခုကိုထွက်နေသော ကျိုးနှချောင်းလေးကိုတစ်ခုစီထည့်ပါတယ်ဇုံတွဲထည့်ခြင်းဖြစ်တယ်ထိုကဲ့သို့ဇုံတွဲထည့်ပြီးတဲ့အခါမှာကျိုးနှချောင်းကိုတစ်ခါပြန်ပြီးတော့ထုံပြန်တယ်ဒီလိုနဲ့တစ်ခါထည့်ရင်လက်လေးနှစ်ခုစီနဲ့ဇုံတွဲထည့်ပြီးတီကုံထားခြင်းဖြစ်ပါတယ်လက်ဖွဲ့လေးမှာတလက်မှကြောကြောလောက်ရှိပြီးကြေးပြားများနဲ့ပြုတ်လုထားခြင်းဖြစ်ပါတယ် ကျွန်တို့ကလက်ဖွဲ့ကြိုးများကိုယူပြီးတက်စိတ်ကိုပြန်ရောက်တဲ့ခါမှာကျောပေါ်အိတ်ထက်ကိုတခြားသောအဝိစားများနဲ့ရောထွေးပြီးထည့်ထားလိုက်ပါတယ်။အဲ့ဒီလက်ဖွဲ့ကြိုးရရှိခြင်းကိုလည်းမြစ်တီစစ်သားမှမတိကြပါ။တိလို့လာပြီးယူသွားကြမယ်ဆိုရင်လည်းကျွန်တို့ကနှက်မျောနေမှာမဟုတ်ပါဘူး။အကြောင်းမှာတော့ထိုးစဉ်ခါခါရှိတော့ကျွန်တို့ရဲ့စိတ်ထဲကတော့အဲ့ဒီလက်ဖွဲ့ကြိုးပေါ်မှာတံပိုးထားအကောင်းမှလေးစားအကောင်းမှ တည်တလို့လို့ရှိခဲ့တော်လေအမှန်စစ်စစ်လေးလေးနက်နက်မရှိခဲ့ပါဒါကြောင့်လေတရော်ကင်းဝင်းနဲ့လည်းမလျှော်ပါပြည်ကြီးတန်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 ရှင်းရှင်းလည်းမထားခဲ့ပါစစ်ကြောင်းချစ်တဲ့အစဉ်ခါမှာတော့တခါတရံမှာလေပင်မှာလွေပြီးတော့တမျိုးခါမှာချစ်ပြီးတော့တဖုံဘခုံးမှာဆက်လွေတိုင်းလိုတနည်းစသဖြင့်အမျိုးမျိုးတည်ဆောင်ခဲ့ပါတယ်အများစုကတော့ကြောပိုးအိတ်ထဲမှာဒီတိုင်းလုံထွေးပြီးပါလာရတာကများပါတယ် ဒေါ်စင်ကကျွန်ုပ်ရဲ့အထင်အရတော့အစိုးပါလက်ဖွဲ့ချုပ်မှာ အထက်ပုဂ္ဂိုလ်များကပေးသနာတာဖြစ်လို့တတ်နှတ်တော်လွဲမယ်ဒီလောက်ပဲစိတ်ထဲကရှိခဲ့ပါတယ်ဒီထက်ပိုပြီးဘာတစ်ခုမှလေးလေးနက်နက်မထားခဲ့ပါဒီနေ့မှတော့ကျွန်ုပ်ကအကြံတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်အဲ့ဒီကြံပေါ်အစိုးပါလက်ဖွဲ့ချုပ်ကိုဆောင်ပြီး ဖေဝိုင်းကိုသွားကဖေကစားရန်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့လှုပ်ရှားစစ်ကြောင်းပါ ရွာများကိုညာရီတဲခိုးကြရပြီဆိုတာနဲ့အထက်ရရှိများမသိအောင်ခြေဝိုင်းလေးကတော့ရှိတဲ့သမြေပါဒုစင်ခါကကျွန်ုပ်ရဲ့ချင်းနေမောင်းနောက်တက်မှ လာစားပြီးများ တက်လာကြတော့လေကျွန်ုပ်တို့ကတော့လာစားငွေမပါပါ နောက်တက်မှရှိတဲ့ကျွန်ုပ်ရဲ့ဇနီးတွေကထုတ်ယူထားလို့ဖြစ်ပါတယ်ဇနီးတွေပို့ပြီးတော့စစ်လေးနဲ့စားစရာလောင်းနေတော့တင်းတင်းရောင်ရဲကြရပါတယ်ပင်ပန်းနွမ်းနေမှုကြောင့်တခါတည်းမှာအရက်တောက်ချင်းရင် တငယ်ချင်းလူမျိုးစစ်သည်များထံကိုကက်ပြီးတော့တော့တဲ့ခြေနေဖြစ်ပါလိမ့်။ဒါကြောင့်အရက်ဖုံးငွေရရှိရင်အဲ့ဒီလက်ဖွဲ့ကိုတုံးချပြီးဖေးဝိုင်းကိုတွားရန်စီစဉ်ဖြစ်ပါလိမ့်။ညကင်းချိန်ပြီးတာနဲ့အဆိုပါလက်ဖွဲ့ကျိုးနှစ်ချောင်းကိုထိတ်စားရဲတစ်ဖက်စီမှာကင်ပြီးအပေါ်ကိုဝှေ့ရန်လိုက်ပါလိမ့်။တဆက်ထဲမှာပဲကင်းငါဖဲသွားရိုက်တော့မဟဲ့။ငါကြက်တစ်စဲနိုင်ရင်တော်ပြီကွာ။မိုင်အောင်လှုပ်ပြီးပါ။ဤကဲ့သို့ကြုံသွားပြီး ဖေဝိုင်းကိုတော့ကောင်ဝင်ပြီးတော့ရိုက်တယ်။ငါးချက်30နိုင်တာနဲ့အနိုင်နဲ့ပိုင်ပြီးတက်စိတ်ကိုပြန်ခဲ့ပါတယ်။အဲ့ဒီငါးချက်30မှာကျွန်ုပ်ရဲ့ဒဏ္ဍာအတွက်အရက်ဖို့လုံလောက်ယုံနေမှာပဲနောက်နေ့စအတွက်ပါဖူလုံသွားခဲ့ရပါတယ်။ရမှန်တိတဲ့ခါမှာတော့အခါခွင်တဲ့တိုင်းဖေဝိုင်းကိုတော့ပြစ်တော့တယ်။တော့တိုင်းနိုင်ပါတယ်။အ ਨੇ ဆုံး၅ချက်ကတော့နိုင်တယ်။အရက်တပလင်းမှ၅ချက်သေးပါ။ကျွန်တော်ကလည်းတိထပ်ပို့ပြီးတော့မနိုင်ခင်မှာ လောဘမကြည့်တာလည်းပါတယ်အရက်ဖို့လို့ဆိုတဲ့အတိုင်းတနေ့တာရက်ဖို့ရရင်ကျေနပ်နေပြီဖြစ်ပါတယ်ရခင်ခါကသူများစီကပ်ပြီးတော်ဝသည်ဖြစ်ရာအရက်တော့ရမှုကျေခဲ့တော်လေအခုခါမှတော့အရက်တော့စိတ်ခေရပါပြီသူကဲ့သို့သွားပန်များပြီးဝိယံပန်များလာတဲ့ခါမှာတညမှာတော့ဝိယံနေရင်ကဇုံတွဲတီကုံထားသောလက်ဖွဲ့ကြိုးတစ်ချောင်းပေါင်းလက်ထဲကနေလွတ်ထွက်သွားခဲ့ပါတယ်ကျွန်တော်လေညာချင်းဖြစ်နေတာကတည်းကြောင် ပြန်ပြီးရှာခြင်းနဲ့စိတ်မရှိတာကြတဲ့ကြောင့်လို့ကြောင့်တီးတိုင်းပဲပြစ်ထားခဲ့ပါတယ်။နောက်တည့်ရက်မိုးလင်းလာတဲ့အခါမှလည်းကျွန်ုပ်က သွားပြန်မရှာခြင်းနဲ့ပျောက်ဆုံးခြင်းစဉ်ကိုရောက်ရှိသွားခဲ့ရပါတယ်။တချောင်းပျောက်သွားတော့လေတချောင်းကတော့ကျန်နေပါသေးတယ်။အဲ့ဒီကျန်နေသေးတဲ့လက်ဖွဲတချောင်းနဲ့ကျွန်ုပ်ကဆက်ပြီးတော့အုံချခဲ့ရ။နိုင်တစ်ခါရှုံးတဲ့လက်ဖြစ်ခဲ့ရပါတယ်။နိုင်တဲ့အခေါက်ကမြန်နေလို့သာတော်ပါသေးတယ်။ဒီလိုနဲ့ရှေးတန်းစစ်စင်ရေးပြီးဆုံးသွားတဲ့အခါမှာတော့ နောက်တန်းကိုပြန်လဲရောက်ရှိခဲ့ရပါတယ်။နောက်တန်းကိုပြန်ရောက်တဲ့အခါမှာလည်းတခြားသောအဝိစာအစုပ်ပလုံများနဲ့လက်ဖွဲ့ကြိုးကို ရောထွေးထားပြီးကြောပေါ်အိတ်ထဲမှာပဲထည့်ထားပြီးတော့နေအိမ်ရဲ့တောင်းတထောင်းမှာတီးတိုင်းပဲပြစ်ထားခဲ့ပါတယ်။ဒီနေ့မှကျွန်တော်ကတက်ခွဲခိုးသွားပြီးလောက်ဆီယာရှိတာများကိုတွားလို့ပါတယ်။နေ့လယ်ထမင်းစားချိန်ရောက်တဲ့အခါမှာနေအိမ်ကိုပြန်ခဲ့ပါတယ်။နေအိမ်ကိုပြန်ရောက်လာတဲ့အခါမှာတော့ တခြားသောအိမ်တော်တွေလိုင်းများရဲ့အကြောင်းပေါဖြတ်ပြီးမှပြန်လာရခြင်းဖြစ်ပါတယ်တွေ့ကဲ့သို့ဖြတ်လာရခြင်းတနည်းအားကိုရောက်တဲ့အခါမှာတော့လိုင်းငန်းတစ်ခန်းတွင်မှနေပြီးခေါ်တန်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်ဟေးတားတော်ကြီးဒီကိုခဏလာခဲ့ဦးဟဲ့အဲ့ဒီအတန်ကိုကြားတာနဲ့ကျွန်တော်ကရှင်းတော့ဝဲရများကိုလှည့်ပတ်ပြီးတော့ကြည့်ပြတယ်အနီးနားမှာတော့ဘယ်သူကမှမတွေ့ရပါထို့ကောင်လာခဲ့ဦးဆိုပြီးခေါ်နေတဲ့သူမှကျွန်ုပ်ကိုခေါ်နေသလားလို့စိတ်ထဲကနေ သဝေသဝါဖြစ်နေစင်မှာတော့မင်းကိုခေါ်နေတာကွမင်းကိုခေါ်နေတာဒီကိုလာခဲ့ဦးအဲ့လိုထပ်ပြီးခေါ်နေတာကိုတွေ့ရပါတယ်အတန်လာရစီကိုလှမ်းပြီးကြည့်ပြန်တော့လေရဲမေတချို့ကကျွန်တော်ကိုဝိုင်းပြီးကြည့်နေတဲ့ဖြင့်ကျွန်တော်ကလည်းဒါသိကြပြီငါကိုခေါ်တာပဲလို့တွေ့ကအဲ့ဒီလိုင်းကန်းထဲကိုဝင်သွားဖြစ်ခဲ့ပါတယ်ရောက်သွားတဲ့ခါမှောင်းအဘွားကြီးတယောက်ကတင်းမြေခွေထိုင်ထားပြီးလက်များကခါကိုထောက်ထားပါတယ်တကူလုံးမှာ တုံ့ပြန်နေပါတယ်။သူရဲ့ရှေ့မှာတော့ရဲမေ၄၅ယောက်ကထိုင်ပြီးကျင်နေတယ်။ဒုက္ခကျွန်ုပ်ရဲ့စိတ်ထဲမှာဒါနှပ်ပူးနေတာပဲဖြစ်မယ်လို့တုံ့တက်လိုက်ပါတယ်။နှပ်ပူးခြင်းကိုကျွန်ုပ်ကတခါမှမြင်ဘူးကဲ့သို့မဟုတ်ပါ။ယခုတွေ့ရခြင်းကပထမဦးဆုံးအချိန်ပဲဖြစ်ပါတယ်။ကျွန်ုပ်ကနဂရောရှေ့ကိုဝင်ပြီးတော့ထိုင်လိုက်တာနဲ့သားတော်ကြီးကိုပေးထားတဲ့ပစ္စည်းတွေကိုအခုရေတယောကင်ဝင်နေနဲ့မစေးရသေးဘူးမလား။ အဲလိုစပြီးတော့ပျော်ပါတယ်ထိုချင်းထိလက်ဖွဲ့ချုပ်ကို UDP ပြောဆိုနေကြောင်းကျွန်ုပ်ကမသိသေးပါကျွန်တော်ကဘာပြန်ပြောအောင်မသိနေအောင်ကြောင်တော်တောင်နဲ့ဖြစ်နေစင်မအောင်တအားတော်ကြီးကိုရှေးတန်းမှာပစ္စည်းနှစ်ခုပေးခဲ့တာလေတခုကမရှိတော့ဘူးလေတခုကလည်းဒီတိုင်းပဲအိမ်တော့မှ လုံထွေပြီးပြစ်ထားတယ်မလားအဲလိုပြောပါလေတော်တယ်ကျွန်ုပ်ကထိုခါမှတော့ရှေးတန်းမှာအိမ်မထဲကရရှိခဲ့တော့ လက်ဖွဲ့ကြိုးနှချောင်းကိုပြောနေမှန်းသိလေရပါတယ်။နောက်ဝင်ပူးနေတဲ့အဖွားကြီးမှာကျွန်တို့တို့ရဲ့တည်ရင်တွေကမဟုတ်ပါ မြို့တွေကဖြစ်ပါတယ်။တက်သေးကပဲဖြစ်စီအောင်တော့အစိုးပါလက်ဖွဲ့ကြိုးနှချောင်းရရှိခဲ့ခြင်းကိုကျွန်တော်မှာတပောင်းတခြားဘယ်သူတူတယောက်ကမှမသိကြပါကျွန်တော်ရဲ့တနည်းတဲ့တောင်မသိသေးပါယခုခါမှာအဖွားကြီးကတည်နေပါတယ်အံ့ဩပွေကောင်းလေးစွာဟုတ်ဟုတ်ကဲ့ပါဒီနေ့ပဲတယောက်ကင်မွေးနေရှာပြီးစီကြိုးလိုက်ပါမယ် ူကဲ့သို့တူ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 ပြန်ဖြေလဲရပါတယ်။ကျွန်ုပ်ကနောက်ဝင်တဲ့ကိုယခုမှသာ တွေ့ဘူးသူဖြစ်လို့မပြောတဲ့မဆိုတဲ့မမေးမြန်းတဲ့ပဲရှိနေရပါတယ်။အဲဒီကနောက်ဝင်တဲ့ဖွားကြီးကအဲဒါကိုသေးသေးချာချာစောင်းထားပါ။ပြီးတော့အရက်ကိုမတောင်းနဲ့တော့ပြီးတော့ညာတိုင်းဖျက်ရှိခိုးပြီးအိတ်ကြလာဟိတ်။သူကဲ့သို့ပြောပြီးကျွန်ုပ်ကလည်းဟုတ်ကဲ့ပါလို့ဆိုက နေအိမ်ကိုပြန်လာခဲ့ပါတယ်။ နေအိမ်ကိုရောက်တဲ့ခါမှာတော့ဇနီးတဲ့ကိုတရော်ကင်းမွေးများကိုရှာခိုင်းပြီးထိုနေ့ညနေမှာပဲလက်ဖွဲ့ကြိုးကို စေကျော်တန်ဆင်ခဲ့ပါတယ်ကျွန်တော်ကထိုးချင်းထိမြည်သည့်ပုဂ္ဂိုလ်ကပေးခင်မှန်းလည်းမသိမြည်ခဲ့သူဆောင်းထားပြီးမြည်သည့်နေရာမှာအုံချမယ်ဆိုတော့ကိုလေမသိခဲ့ပါဒီလိုနဲ့ရှည်တန်းကိုထွက်ခဲ့ရပြန်တဲ့ခါမှာတော့အဲ့ဒီလက်ဖွဲ့ကြိုးလေးကလည်းပြန်ပါလာခဲ့ရပါတယ်ရှည်တန်းကိုရောက်တဲ့ခါမှာစပီးရှိခဲ့ပြီးတော့ညင်းက သိပ်ပြီးတော့မပြောက်ချင်းပါအခါခွင့်တင်တာနဲ့ဖေဝိုင်းရှီယာကိုစနီးနာပြီးတော့သွားပြီးပြန်နေဝိုင်းနယ်ကိုဝင်ပြီးတော့ရိုက်တယ်ရှုံတဲ့အခါရှိတော့လေနိုင်တဲ့အခါကများပါသေးတယ်အဲ့ခါနဂရောရဲ့ရှေ့မှာအရက်ကိုမတောက်တော့ပါဘူးလို့အလွယ်တကူပြောခဲ့ပြီးမဲ့လက်တွေ့မှာတော့မရပါပြန်တောက်ပါတယ်စစ်စင်ကြီးရဲ့ပင်ပန်းကျန်းတဲ့မှုများကလည်းပါဝင်ပါတယ်တလာမှာရက်ပေါင်း30လို့ဆိုရင်25ရက်လောက်တော့ တော်တူတောင်တက်တရွဝင်တရွထွက်နဲ့ခရီးသွားနေရတယ်။တိုက်ပွဲကလည်းပြင်းထန်တက်ပါတယ်။တခါတည်းရန်တည်ရနေရနေတော့မပြီး၃လရက်ထီလေကြာတက်ပါသေးတယ်။ထို့ကဲ့သို့သောအချိန်မျိုးမှာတိမထူးနေမထူးတော်တော်ဆော့ဆော့စိတ်တွေကလည်းဝင်နေရတယ်။အားလုံးကိုတော့မဆိုလိုပါ။တချို့လေဖျားတရားကန်ဆိုင်ပြီးဘာတော့ဆောင်းမှမရှိဘဲနဲ့ပင်ပန်းကြမ်းတမ်းစွာနဲ့တိုက်ပွဲဝင်နေတဲ့သူတွေလည်းရှိပါတယ်။အဲ့ဒီထဲမှာကျွန်ုပ်ကတော့မပါဝင်ပါဘူး။ ဒေမထူးနေမထူးတောတောဆဆမှာတော့ပေါ်ဝင်ခဲ့ပါတယ်ဒီနေ့မှာတော့ကျွန်ုပ်တို့စေချောင်းက ရော်ဒီယိုကိုရောက်ရှိသွားပြီးစကန်ချရပါတယ်ညအချိန်ရောက်တဲ့အခါမှာကင်းဆောင်ရတယ်ကျွန်ုပ်ရဲ့ကင်းချိန်မှာည12နာရီမှ2နာရီထိဖြစ်ပါတယ်မိုးကုံဆောင်ကုမှုမိုးလီကလည်းတဖွဲ့ဖွဲ့နဲ့တခါတည်းရန်ယွာနေပါတယ်အထူးသဖြင့်မြူနင်းမုံများကတော့ညလုံးပေါက်ကြာလျက်ရှိပါတယ် တနုကကင်းချိန်တွင်အိပ်ပျော်သောမောင်ကိုစိုးရင်တဖြင့်မတက်ရက်ပြီးတနက်ကိုအသင့်အနေထားနဲ့ကင်းဆောင်ကစောင့်နေပါလေအတန်ကြာတဲ့အထိကင်းဆောင်နေခဲ့ရမှာရုပ်ရည်ရဆိုသလိုကျွန်ုပ်ရဲ့နောက်ကျောမှာအတန်တန်ထွက်ပေါ်လာပါလေအရိတမဟိုင်ကောမင်းကိုအရက်မတော့နဲ့လို့ငါပြောထားတယ်လေကွာဆိုပြီးတော့ဖြစ်ပါလေအရိအတန်နဲ့တူတစ်ချိန်နဲ့တစ်ပြိုင်တည်းမှာပဲကျွန်ုပ်ရဲ့နောက်ကျောကို စောင့်ကမ်းခြင်းကိုပါခံလဲရပါတယ်ကျွန်တော်ကနောက်ကိုပြန်လဲကြည့်ကြရင်တော့မရခဲ့ပါ အကန့်ခံလဲရတာနဲ့တပြိုင်နက်ကျွန်တော်ရဲ့ခန္ဓာကိုယ်မှာ ခွေခေါက်ညှို့ကြပြီးလဲကျသွားခြင်းမျိုးမဟုတ်ပဲသစ်ပင်များလဲတဲ့ကဲ့သို့တောင့်တမမကြီးနေထားတိုင်းရှေ့ကုံမှောက်ရလဲသွားကြရပါတယ်မြေကြီးနဲ့ခန္ဓာကိုယ်ထိမိလိုက်တာနဲ့ကျွန်တော်မှာလုံးဝတတိလစ်သွားကြရပါတယ်ကျွန်တော်ကဘယ်လောက်ထိတတိလစ်နေကြတယ်မသိပါဘူး တတိပြန်ရလာတဲ့ခါမှာကျွန်တော်ရဲ့ခန္ဓာကိုယ်မှာမြေကြီးပေါ်မှာမှောက်လျက်လင်းနေကြောင်းမြင်တွေ့ရွားတယ်။အဲဒီခါကျွန်တော်ကတတိယတာနဲ့ငါကင်းစောင့်နေတာပဲ။ဘာကြောင့်အခုဒီအိနေရတာလဲဆိုပြီးအတွေ့ဝင်လာကချက်ချင်းမတ်တက်ရလိုက်ပါတယ်။မတ်တက်ရပြီးပြန်ပြီးတော့စဉ်းစားကြည့်လိုက်တဲ့ခါမှာတော့ခန္ဓာကဟဲ့ကောင်မင်းအရက်မတော့နဲ့လို့ပြောပြီးစောင့်ကန်ခံရခြင်းများကို ပြန်လဲအမှတ်ရလာခဲ့ပါတယ်။ ဘေးပဝန်းကျင်ကိုလှည့်ပတ်ပြီးကြည့်မိတော့လေဘယ်သူမှမရှိပါကျွန်ုပ်ရဲ့တဆိတ်မှုတော်လည်းကောင်းရေပေါ်ချင်းချင်းတော်လည်းကောင်းဘယ်သူကမှကျွန်ုပ်ကိုလာပြီးရခုကဲ့သို့ပြောဆိုကစောင့်ကမ်းကြမှာမဟုတ်ပါ ပြောဆိုဆုံးမစရာရှိရင်ရှေ့မှာပဲပို့မလင်းလင်းပြောဆိုဆုံးမှာပါလိမ့်မယ်ခန္ဓာကိုယ်မှာလည်းအနှဲငယ်မြနာကျင်နေရပြီးမျက်နှာတစ်ခုလုံးမှာမြေကြီးနဲ့ထိရချင်းခံထားသည်ဖြင့်ဖူးယောင်ကဆက်ပြင်းပြင်းဖြစ်လျက်ရှိနေပါတယ် ကျွန်တော်ကအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေဘယ်သူတူတယောက်ကမှဖွင့်ဟမပြောမိခဲ့ပါစိတ်ထဲမှာတော့ဒါကအထက်ပုဂ္ဂိုလ်ပဲဖြစ်ရမယ်အရက်ကိုဖျက်လိုက်ရင်ကောင်းလိမ့်မလားဆိုပြီးအတွေးဝင်လိုက်ပါသေးတယ်သို့တော့အတွေးကအတွေးမှာပဲရှိနေခဲ့ပါတယ်လက်တွေ့မှာတော့တောင်းနေသမြဲပါဒီလိုနဲ့အစိုးပါလက်ဖွဲ့ကျုံးမှာလေမြည်တည်နေအောင်မြည်တည်ချိန်မှာပျောက်သွားခဲ့တယ်မသိလုံးဝစုံစမ်းမြုပ်စားနေပျောက်ဆုံးသွားခဲ့ရပြန်ပါတယ် ပထမတစ်ချောင်းပျောက်ဆုံးသွားခဲ့စဉ်ခါကတတုံဘာသိပြီးနှစ်မျိုးတက်တာမှုတွေမဖြစ်မိပါတိုးတော့ယခုလိုနှစ်ခုစလုံးပျောက်ဆုံးသွားခဲ့ရတဲ့အခါမှာတော့အဲ့ဒီလက်ဖွဲ့ကြိုးမျိုးကိုနှစ်မျိုးတက်တာဖြစ်ပေါ်လာခဲ့ပြီးပြန်ပြီးလိုချင်မိပါတော့လေပြန်လည်မရရှိနိုင်တော့ပါ ပြန်လည်မရနိုင်မှတည်တော့လေပြန်ပြီးတော့ရရချင်နေမိတယ်နောက်ဆုံးပြန်လိုချင်လို့မရနိုင်တော့တဲ့အဆုံးရောက်လျက်အရက်မှာအဆိုးပါလက်ဖွဲ့ကြိုးမျိုးကို အလွမ်းပြေတဲ့ဘောမျိုးနဲ့ တက်သည့်နားလေသူများထံကို ပြောပြဖြစ်ပါသည်ထို့ကဲ့သို့ပြောပြဖြစ်လိုက်တဲ့အခါမှာတက်သည့်နားလေသူများကအဆိုပေါ်လက်ဖွဲ့လိုက်မှရေကမဝါနဲ့ပြုလုပ်ထားကြောင်းနှစ်ခုစလုံးကိုဆက်လွဲလက်ဖွဲ့ကျိုးလို့ခေါ်ကြောင်းလက်ဖွဲ့လေးတစ်ခုချင်းစီတီကုံထားတဲ့ကျိုးမှာအဖိုးလက်ဖွဲ့ကျိုးဖြစ်ပြီးနှစ်ခုစုံတွဲနဲ့တီကုံထားတဲ့လက်ဖွဲ့ကျိုးမှာအမလက်ဖွဲ့ကျိုးဖြစ်ကြောင်းအဲ့ဒီလက်ဖွဲ့ကျိုးနှစ်ခုကိုတချောင်းချင်းစီအသုံးပြုမယ်ဆိုရင်အစွမ်းထက်တဲ့လောက် မထက်မြက်ပါကြောင်းနှစ်ချောင်းလုံးတွဲပြီးအသုံးပြုမှသာပို့ပြီးတော့အစွမ်းထပ်ပါကြောင်းအသုံးပြုတဲ့ပုံမှာအဖိုးလက်ဖွဲ့ကျိုးကိုခနာကိုရဲ့ညာဘက်ပခုံးမှဘေဘက်ချိုင်းအောက်ကိုလွှဲတိုင်ထားမှဖြစ်ကြောင်းအမကျိုးကိုတော့ဘေဘက်ပခုံးပေါ်မှညာဘက်ချိုင်းအောက်ကိုလွှဲတိုင်ထားမှဖြစ်ကြောင်းတုကဲ့သို့လွှဲတိုင်ထားပါကကာယဒိဋ္ဌိပိယဒိဋ္ဌိတဏဒိဋ္ဌိအပိုင်းမှာအလွန်တရာမှအစွမ်းထပ်မြက်လာပါကြောင်း ရှင်းပြခဲ့ကြပါတယ်။လက်ဖွဲ့ကျိုးဆောင်ထားသူမှာကံငါးပါးကိုလုံခြုံရန်လိုအပ်ကြောင်းအနည်းဆုံးတော့သူတစ်ပါးရဲ့တာမီးယန်နဲ့အရက်သေးစားတောက်စားခြင်းကိုရှောင်အောင်မှဖြစ်ကြောင်းထက်ဆင့်ရှင်းပြခဲ့ကြပါတယ်။ကျွန်တော်ကအတုံးပြတဲ့ပုံနဲ့သူ့ရဲ့အစွမ်းထက်မြတ်မှုတွေကိုသိရှိလာတဲ့အခါမှာတော့ပို့ပြီးတော့နှမျောတတ်တာမှုများဖြစ်ပေါ်ခံစားလာခဲ့ရပါတယ်။လက်ထက်မှာရှိတဲ့အခါကသူ့ရဲ့တန်ဖိုးကိုမသိခဲ့ပါ။မသိလို့တက်တဲ့နားလေသူများထံကိုချင်းကပ်ပြီး မိမြန်စူဇန်ရန်ကိုလည်းအာမထုတ်ခဲ့အခုမရှိတော့တဲ့အခါမှာဟိုမေးဒီမေးနဲ့တံပိုးကိုတီလာခဲ့ရပါတယ်တံပိုးကိုတီရတဲ့ချိန်မှာလက်ထဲမှာမရှိတော့သူကဲ့သို့မရှိအောင်ပြုတ်လုခဲ့တဲ့သူမလည်းဘယ်သူမှမဟုတ်ကျွန်ုပ်ကိုယ်တိုင်သာဖြစ်ပါတယ်ဘယ်သူမပြုတ်မိမိမှုပဲဖြစ်ပါတယ်အထက်ပုဂ္ဂိုလ်များကမိမိရဲ့မသိမှုမိုင်မဲမှုကိုကြိုတင်ပြီး အရင်မတော့ရန်ကိုလည်းမှားကြခဲ့ပါတယ်မရတဲ့အဆုံးမှာ၆တောင်းနဲ့ပိတ်ကံပြီး ဆုံးပါခဲ့တယ်။သို့တော့ကွေးမိကောက်ဘွားကမလွယ်ခဲ့ပါ။ပြီးတဲ့ခါမှာအတုံးပြူရမယ့်နေရာကိုအတုံးမပြူပဲအတုံးမပြူတဲ့အရက်ဖိုးငွေရှာတဲ့နေရာကိုသွားပြီးတော့အတုံးပြူခဲ့မိပါသေးတယ်။အဲလိုဖြစ်ကျင်တိုင်းဖြစ်နေတော့လူတယောက်ရဲ့လက်ထဲကိုအစိုးပါတန်ဖိုးကြီးမှတော့ကံမီရပစ္စည်းကို သွားပေးထားမိခြင်းမောင်းမွေပွေးကို အတောင်ပံတက်ပေးတဲ့ကဲ့သို့ဖြစ်နေပါတယ်။ဒါကြောင့်လေပြန်သိမ့်သွားခြင်းသာဖြစ်နေပါတယ်။ကျွန်ုပ်အနေနဲ့ ဘလောက်ပဲလုံခြုံစိတ်ချအောင်တင်စီထားတဲ့စိုးအောင်တော့အထက်ပုဂ္ဂိုလ်များကမရမကပြန်ပြီးတော့ယူကြမှသာဖြစ်ပါလိမ့်လူမိုင်းနေငွေအတုမနေဆိုတကယ်တော့ကျွန်ုပ်ကဲ့သို့သောလူပေလူတွေလူမိုင်းနေအဖိုးထိုက်တန်တဲ့ကမ်ဘီယာပစ္စည်းမှအတုထားလို့ဘလိုနီးနေမှမရနိုင်ပါအဲ့လိုဖြစ်လာခြင်းမှအဆိုပါလက်ဖွဲ့ကျိုးရဲ့တံပိုးကိုဦးစွာမသိရှိခဲ့မှုကစခဲ့တယ်လို့ပြောရင်ရနိုင်ကောင်းပါလိမ့် ကျွန်ုပ်ကအခုခါတီးခဲ့ရပါပြီတီးခဲ့ပြီဖြစ်လို့ဤကဲ့သို့များထမှန်ရရှိခဲ့အောင်မယ်ဆိုရင်တော့ဖော်ပြခဲ့သောအမှားတရားများကိုနောက်တစ်ခါမှမှားတဲ့စီရင်အတွက်ကျွန်ုပ်ကတာဝန်ယူနိုင်ပါတယ်မိတို့ပင်ဆိုသေးကမူကျွန်ုပ်မှားခဲ့မိတော့လေစာဖတ်သူများကိုတော့ကျွန်ုပ်ကဲ့သို့မှတ်မှစေလိုပါ နောက်ထပ်ဆိုဒီမှာနောက်မှတကြသည်သာဖြစ်ပါတယ်။ဒါကြောင့်စာဖတ်သူများအနေနဲ့ကျွန်ုပ်ကဲ့သို့အိမ်မက်နဲ့တူရရှိခဲ့သည်ဖြစ်စေ ဆောင်ရန်ရှောင်ရန်များပြင်အသုံးပြုပုံနဲ့အစွမ်းထမ်းမြတ်ပုံတို့ကိုပါကြိုတင်သိရှိတာပြီးကျွန်ုပ်ကဲ့သို့လူမိုက်နောင်တာနောက်မှမတမိကြသေးလို့ချင်းအကျုံကစိုက်သူရဲ့ကိုတွေ့ဖြစ်ရမှန်ကိုစေတနာတရားရှိမှထားပြီးရေးတော့တင်ပြလိုက်ရပါတယ်။ရှင်လန်းချမ်းမြေကြပါစေ။အိမ်မက်ထဲကလက်ဖွဲ့ကြိုးချင်းမြင့်ပေးသနာခဲ့သောပုရောဟိတ်ကိုဤစာစုဖြင့်ဥခိုက်ကာရဝပြုလိုက်ပါသည်။ ဟုတ်ကဲ့စိတ်ဝင်စားပွဲထူးခြားဆန်းကျင်ကမ်မီယောက်ပြည်ရဲ့မန်ဇလန်ကောင်းလေးကိုဘာမီဟော်ရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပင်းနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုငြင်းရီတွေးတဲ့အနေနဲ့ဗီဒီယိုလည်းတစ်ချက်နှိပ်ပြီး comment ပေါ်ဝင်ရောက်ဆွေးနွေးညှိနှုံတော်လို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment အကြောင်းချင်းဒီတိုင်းကိုကျွန်တော်တင်ဆက်သူက အလေးထားပြီးတော့စာပြန်ပေးနေပါပြီ။စာဖတ်တာကိုဝါသနာပါပေးမယ်။စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါမီဟိုရာ channel လေးကနေထူးခြားဆန်းကျင်လှုပ်ဝဲဆန်းကျင်သဲရရင်ဖို့ပရလောကကမ်းပြီးရရမတန်မှုခင်ဖြစ်ရမန်ဇလန်ကောင်းမြတ်စွာကိုမိစမပြက်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ။